ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောင်ဖြစ်ပါတယ်2025ခုနှစ် EV လ9ရက်တနင်္လာနေ့ညနေခင်းစစ်ရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်ကြာကန်ဒီဆက်စဲအချိန်ခိစစ်ကောင်စီဘက်ကအသေးခံပြီးမဆုတ်တန်းခံစစ်ဆင်နေတဲ့စခန်းတွေထဲမှာအခြေတောင်တိုင်းစစ်ဌာနချုပ်ဂွေနဲကအနန်းဝင်းဖြူဟာကုန်းလဲတစ်ခုအပါဝင်ဖြစ်ပါတယ်စခန်းကုန်းကိုညီပြင်းကနေထောက်ပံ့ပို့ဆောင်မှုမလုပ်နိုင်အောင်ဖိတ်ဆို့ဖြတ်တော့ထားနိုင်ပါတယ် အပြိဓာတိုက်ခိုက်သိမ့်ပါရေးစူးစမ်းခဲ့ပေမဲ့လက်နက်ချအညံ့မခံသေးပါဘူးအချိုးကန်းဒီလာနာတွေအားလုံးထက်ပေါမှစုစုပေါင်းအင်အား220ဝန်းကျင်ခန့်သာရှိပါတယ်တိတိကျကျဆိုရပါမူ222ယောက်ဖြစ်ပါတယ်လေကြောင်းကနေဈေးခါထောက်ပံ့ပစ္စည်းပို့နေရတာဖြစ်ပြီးဈေးခါတော့83တုပ်လေရီးနဲ့ခြာခွဲမှာခြာပေးခဲ့ပေမဲ့83တုပ်တာစားသုံးနိုင်မှာဖြစ်ပြီးဆယ်ရာခိုင်နှုန်းအထက်ပျက်စီးတာကိုတွေ့ရပါတယ်လက်ရှိစစ်ကောင်စီခြာပေးနေတဲ့ဈေးခါတော့တွေဟာတထုပ်ကို64အတစ်ဖြစ်ပါတယ် ရခင်မိရောက်တိုက်ခိုက်ရေးရိတ်ခါထုတ်ရှစ်အားတစ်ထုတ်ရှစ်ထုတ်ပေါင်းထုတ်ပေးထားတာဖြစ်ပါတယ်။အားတစ်ဆိုတာကိုရှင်းပြရရင်ရှစ်အားတစ်ဆိုတာလူ၈ယောက်တနေ့တာရတဲ့ရိတ်ခါစကေးဖြစ်ပါတယ်။64အားတစ်ဆိုတာကတော့လူ64ယောက်စားဖို့အတွက်ရတဲ့စကေးဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ21ရက်နေ့တုန်းကအမှတ်နှစ်ချင်းပြန်တက်ရင်ကမေဂျာညာတော်တဲ့ဦးစီးတဲ့စစ်ကြောဝဲကလီဘက်ကိုလမ်းကြောင်းဖောက်နေတာရှိပါတယ်။ဂရန်ဒီစခန်းခါလဲအပြင်းထန်ခံစစ်ဆင်နေသေးတာရှိပါသေးတယ်။ ကချင်ပြည်နယ်နမ်းမဘလူးမြို့မွန်ရင်လမ်းပေါ်ကဥဆန်ဆိုင်ရွာနီထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်အထိကိုက်ကတော့စုံစမ်းနေသေးတာဖြစ်ပါတယ်ဘလူးမြို့ဟာရှမ်းပြည်မျိုးနွယ်စုတွေရဲ့ဌာနအီလာမြို့ဟောင်းတစ်ခုဖြစ်ပြီးယခုထိလည်းဘလူးမရေအိုင်ဆိုတာရှိပါတယ်ဘလူးမြို့လို့သာခေါ်တာဒေသခံတွေချော့ချက်ကတော့ရေကြီးတောက်ရင်မြင်ရမလောက်ပဲဆိုတဲ့လူမျိုးပါခင်ဗျာဥဆန်ဆိုင်ရဲ့နောက်ကျောမှာရှိတဲ့ဒူဝင်းလေချောင်းရံသတိပေးစခန်းကိုတော့ပြီးခဲ့တဲ့နှစ်ကလေးကမောင်းထုတ်ထားခဲ့ပြီဖြစ်ပါတယ် အဲ့ဒီလမ်းပိုင်းမှာအောင်မြင်ဆိုတဲ့ရွာရှိပါတယ်စစ်ဘုတ်ချုပ်တွေရဲ့အဆိုကတော့ထဲအောင်တွေကချင်ပြည်နယ်ထဲမှာအောင်မြင်ဆိုရင်ကချင်ပဲကချင်ဆိုရင် KIA ပဲဆိုပြီးမှတ်ယူလေးရှိတာဖြစ်ပါတယ်ကျောက်ဆယ်ကိုလာမယ်လို့သတင်းထည့်ထားတဲ့စေကောင်းဆောင်မင်းအောင်လည်းဟာဗကံကိုရောက်နေတယ်လို့သိရပါတယ်နေပြည်တော်စေယုံချုပ်မှာနှံ့နေတဲ့စေကောင်းဆောင်မင်းအောင်လည်းဟာငလင်လှုပ်ပြီးချိန်စေယုံထဲကနန်းတော်တမခန်းလာတဲ့အိမ်တော်ကြီးမှာမနေရတော့ဘူးဖြစ်ပါတယ်ဒီလုံးချုပ် လူလူဖြစ်တော်ဆိုတော့တဏ္ဍမှန်မှသေးတာမဟုတ်ဘူးပြည်သူကျိန်သာစုမှာအရန်ကြောက်နေပြီဆိုတာထင်တာမြင်တာရှိတာပါပဲအသက်ပြင်းတဲ့လက်ဖက်ချောက်ကိုတော့ပြစ်ထားခဲ့တာကိုကြည့်ရင်သိတာပါပဲကိုရင်ကဆိုရင်လက်ဖက်ချောက်ကိုပဲပတ်သွားခိုင်းတာပြီးအခုတော့သူကိုယ်တိုင်ရှောင်ဖက်နေရတာကိုတွေ့နေရပြီဖြစ်ပါတယ်ချမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာထိတွေ့တိုက်ပွဲတွေရှိပါတယ်စစ်ကောင်စီဘက်က6ရောက်မဆီကြိုက်ပြီးဒဏ်ရာရတာလည်းများနေပါတယ် ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာကိုတော့စုံစမ်းလဲဖြစ်ပြီးအလောင်းနဲ့လူနာတွေကတော့အောင်မန်းအမှတ်နှစ်တမတော်ဆေးရုံဂရင်း900ကိုရောက်ရှိလာလို့သိရှိရခြင်းပဲဖြစ်ပါတယ်ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်လို့ခေါ်ရမယ့်ဖလန်းမြို့သိမ်းတိုက်ပွဲကြီးအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။နယ်မြေကန်တိုင်းဖြစ်တဲ့အမှတ်169ခြေလင်းတိုင်းတိုင်းဌာနချုပ်တနေရာပဲကြာနေတာဖြစ်ပြီးအေဗီလာ6ရက်နေ့ညနေပိုင်းမှာအပြည့်အပိုင်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။ချင်းတော်လန်ရေးတပ်ပေါင်းစုနဲ့အတူ အာရခတပ်တော်လည်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ယနေ့မုန်းလဲပိုင်းအထိတော့စစ်ကောင်စီဟာလေကြောင်းလာနေအမှတ်269ခြေလင်တိုက်ရင်နဲ့ဖလန်းမျိုးကိုဘုံကျဲတိုက်ခိုက်လျက်ရှိနေပါသေးတယ်။ဖလန်းမျိုးကိုအလုံးစုံသိမ့်ပိုက်ရရှိပြီဆိုတာတော့အသေးစားဆုံးပဲဖြစ်ပါတယ်။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။